တောင်ငုခရိုင်မှာကိုရန်ကျောင်းသူတအုပ်ကိုအတ္တမပြုကျင့်ကတက်ဖြတ်ခဲ့သူနှစ်ဦးကိုတေရန်ချမှတ်လိုက်ကြောင်းမိသားစုနဲ့နှီးဆက်တဲ့အတိုင်းဝိုင်းကနေသိရပါဗယ်မေ22ရက်ကတောင်ငုခရိုင်တရားရုံးကကျွလူသူနှစ်ဦးဖြစ်တဲ့စီသူနိုင်ခေါ်မှဲ့ကြီးတိန်ထိုင်အောင်ခေါ်တားပို့ရကိုပုံမှ386နဲ့ပုံမှ302တက်ငယ်အရာပြင်းမှုကျွလွန်ကြောင်းထင်ရှားတဲ့အတွက်တေရန်ချမှတ်လိုက်တာဖြစ်တယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့တောင်ကူဒေတာကန်တအုပ်ကပြောပါရယ် မင်းကအမိန့်ချလိုက်ပါတယ်ဒေသခံတွေကတော့အမိန့်ကိုကျေနပ်ကြတယ်အသက်ခံရတဲ့ကလေးမလေးကစားလဲတော်တယ်ဖြစ်စဉ်ကိုသိတဲ့သူတိုင်းကတော်တော်ယူကြုံမရဖြစ်ကြတယ်လို့တောင်ကိုဒေသခံတဦးကပြောပါတယ် တောင်ကုန်မြို့ကျွန်းကုန်းကျေးရွာအုပ်စုကျွန်းကုန်းမြောက်ပိုင်းမှာနေထိုင်တဲ့ကိုရန်ကျောင်းသူမက်ခိုင်သစင်ထုံးကမလ19ရက်ကတရားရင်နေထိုင်သူတွေဖြစ်တဲ့စီတူနိုင်ခေါ်မှဲ့ကြီးတင်းထိုင်အောင်ခေါ်တာပူရောကအတ္တမပြုခြင်းပြီးတက်ဖြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကသူ့အမေကမနက်9နာရီခွဲကနေ10နာရီခွဲလောက်အထိဖက်ကောက်ထွက်သွားတာအဖေကလည်းတောမှအလုပ်လုပ်နေတာသူ့အမေအိမ်ကိုပြန်လာမှခလေးကိုလက်ဘင်းကိုဓာတ်နဲ့ခုတ်ထားပြီးဆောင်းနဲ့အုပ်ထားတာကိုတွေ့တာခမ်းမန်းကြီးအရဆိုမနက်6နာရီခွဲလောက်မှဖြစ်သွားတာအလောင်းကိုသွေးတန်တရရဲနဲ့တွေ့ခဲ့တာ အလောင်းကိုအခန်းထဲစောင်းအုပ်လျက်သားနဲ့ထားပြီးအမေဖြစ်တဲ့သူပြန်လာမှသမီးအလောင်းကိုတွေ့တာလို့မက်ခိုင်သစင်ထုံရဲ့မိသားစုနဲ့နှိစက်သူတို့ကပြောပါရယ်မက်ခိုင်သစင်ထုံဟာစာတော်တဲ့ចောင်းသူတို့ဖြစ်ကြောင်းအသက်16နှစ်အရွယ်သားရှိသေးပြီးအခင်းဖြစ်ချိန်မှာနေအိမ်မှာတူရဲကျင်ရင်ခဲ့တယ်လို့သိရပါရယ်သူ့အဖေဆိုယူကြောင်ကြောင်ဖြစ်နေတယ်အဖွားလည်းရဲရဲပဲကျန်တော့တယ်ကလေးကစာလဲတော်တယ်ဆရာဝန်ကြီးလှုပ်ချင်တဲ့အမြဲတမ်းပြောတယ်အခုလိုအဖြစ်ဆိုနဲ့ကြုံခဲ့ရတာ သူတို့မိသားစုမှာအငယ်ဆုံးမှာအကြီးဆုံးအမကအိမ်အောင်ကြသွားတော့အိမ်မမနေတော့ဘူးလို့မက်ခိုင်သစင်ထုံးမိသားစုနဲ့နေဆက်သူတို့ကပြောပါရယ်။